ဝန်ရန်ရှော့ချမုံအရှိန်ဟုန်မြင့်ဆောင်ရွက်သွားမယ်လို့ WHO ကြေညာအမေရိကန်ကငွေကြေးထောက်ပံ့မှုရှော့ချလိုက်တာကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ဗန်နာရေးကဏ္ဍမှာဒေါ်လာသန်းချီလိုအပ်နေမှုဖြစ်ပေါ်နေပါတယ်ဒီလိုဗန်နာငွေချိုးယွင်းမှုတွေကြောင့်လုပ်ငန်းဆောင်ရွက်ကျဲတွေနဲ့ဝန်ရန်ရှော့ချမှုတွေဆောင်ရွက်သွားမှာဖြစ်ကြောင်း WHO ဥက္ကဋ္ဌကဧပြီလ22ရက်နေ့မှာထုတ်ပြန်ခဲ့တာကို Reuters သတင်းမှာဖော်ပြထားပါတယ်။အမေရိကန်အနေနဲ့ပြီးခဲ့တဲ့2022ခုနှစ်နဲ့ 2023ခုနှစ်မှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOC ကအမေရိကန်ဒေါ်လာ3.3ဘီလီယံပေးအပ်ခဲ့ပါတယ်။အဆိုပါပမာဏဟာအဖွဲ့ဝင်နိုင်ငံအနေနဲ့ပုံမှန်ပေးသွင်းနေရတဲ့အဖွဲ့ဝင်ကြီးအနေနဲ့မဟုတ်ဘဲသတ်မှတ်ထားရင်စီမံကိန်းတွေအတွက်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့2024ခုနှစ်နဲ့2025ခုနှစ်တွေအတွက်တော့အမေရိကန်အနေနဲ့အဖွဲ့ဝင်ကြီးတွေကိုပေးချေဖို့ညှိဆိုခဲ့တဲ့အပြင်အခြားနိုင်ငံတွေကလည်းကူညီထောက်ပံ့မှုတွေရောင်းနေလာတာကြောင့် WHO ဟာ2026 2020ဘဏ္ဍာနှစ်အတွက်ဝန်ထမ်းလှစပေးဖို့အမေရိကန်ဒေါ်လာတန်960ကနေ650တန်အထိလုံငွေပြနေခဲ့တာဖြစ်ပါတယ်။အဆိုပါအခြေအနေကြောင့် WHO ကဂျီနီဗာဌာနချုပ်မှရှိတဲ့ယာတို့အကြီးပိုင်းဝန်ထမ်းအဖွဲ့ကောင်12ယောက်ကနေ9ယောက်အထိလျှော့ချသွားမှာဖြစ်ပြီးဌာနဆိုင်ရာအရေးအတွက်ကိုလည်းလျှော့ချသွားဖို့ပြင်ဆင်နေတယ်လို့ပြောကြားခဲ့ပါတယ်။ ထောက်ပံ့မှုလျှော့ချလိုက်တဲ့အမေရိကန်အစိုးရရဲ့ဆုံးဖြတ်ချက်ကြောင့်ကမ္ဘာအနှံ့ကကျန်းမာရေးစီမံကိန်းများစွာရပ်ဆိုင်းသွားခဲ့ပြီးဖို့ပြိုးဆဲနိုင်ငံတွေအတွက်အလွန်ဆိုးရွားတဲ့ထိခိုက်မှုတွေရှိခဲ့တယ်လို့ WHO ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။